ဒါလည်းမပြီးသွားဘူးတချို့ကယေရှုကိုယုံပြီးမှလည်းဒူးဆိုင်လုံနေတဲ့သူတွေရှိတယ်။အာသူတို့ကရောယေရှုကိုယုံထားတဲ့အတွက်ကြောင့်တေရင်ငယ်ရဲကတော့လွတ်တယ်နော်။ဒါပေမဲ့အပေါ်ရောက်လို့ရှိရင်စီရင်ချင်းခံရမယ့်နေရာဆိုတာလည်းရှိပြန်တယ်။ဝါးဝါးအရန်အရန်ကောင်းတဲ့အချက်ဒါဒီပါစတာနေပြမှာပြောပြတာဖြစ်တယ်။ယေရှုကိုယုံတယ်၊ယုံတဲ့အတွက်ကြောင့်အပင်ငယ်ရဲကနေစီရင်အာအာယေရှုကိုယုံတဲ့အတွက်ကြောင့်အပင်ငယ်ရဲကနေတင်လောမြောက်ခြင်းရှိတယ်။တို့တို့ညာလည်းပဲအပေါ်ရောက်လဲချိန်မှာတရားစီရင်ခြင်းဆိုတာရှိသေးတယ်နော်ဆိုတဲ့ဟာလေးပြောပြတာဖြစ်တယ်။ ကျွန်တော်ဒါကအိမ်မတမကောင်းတဲ့အချက်ဖြစ်တယ်ကျွန်တော်ညီကိုပါစတာတွေကြားမှာတော်တော်လေးကိုကြားရခက်တဲ့ကြားဖို့ခက်ခဲတဲ့အရာဖြစ်တယ်မင်းလူသက်ကြည့်လေမဟုတ်တာရေလှုပ်ကြည့်လေမရေမှုတွေကျွလွန်ကြည့်ပါလားအဲ့ဒီယေရှုခရစ်တော်ဖခင်ကကိုစားလာခံပြီလို့လားဆိုတဲ့မိကုန်းကိုကျွန်တော်ဖြေချင်ပါတယ်ယေရှုခရစ်တော်ဖခင်ကလူတွေကိုအပြစ်ဒူးစရိုက်လှုပ်ဖို့ရန်အားပေးထားတဲ့ဖခင်မဟုတ်ပါဘူးလောကမှာသူရှိတဲ့အချိန်ကျွန်တော်တို့ကိုယ်တိုင်အောင်တွားမားစရာမလို မျက်စိနဲ့မားရင်တော့မျက်လုံးကိုဖောက်ပြက်လက်နဲ့မားရင် လက်ကိုဖျက်ပြက်စိတ်နှလုံးထဲကနေမားရင်တော့မှစီရင်ခြင်းခံရမယ်လို့ပြောထားတဲ့ဖရာဖြစ်ပါတယ်။တရားတော်ထဲမှာလည်းဗာပြောလဲဆိုတော့လူကားတဲ့မိမိမျိုးစိတ်ကျဲတဲ့အတိုင်းအဒီနိုင်ကိုရေးရမယ်။ပြောမယ်ဆိုစိုက်တဲ့အတိုင်းရေးရမယ်။ဒါဆိုရင်လောကမှာတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာကိုမဟုတ်တာလုပ်ရင်ဘာဖြစ်မလဲ။မဟုတ်တဲ့အတိုင်းခံရမှာပဲ။လူတက်ရင်လူတက်မှုနဲ့ထောင်ကြမှာပဲ တော့မရိမှုကိုကျူးလွန်လို့ရှိရင်လည်းမရိမှုနဲ့ထောင်ထဲသွားရလိမ့်စီရင်ခြင်းကိုခံရလိမ့်မယ်။ဒါဆိုရင်ယေရှုခရစ်တော်ကဘာဟုတ်ခဲ့တာလဲ။တကယ်လက်တွေ့လည်းမကြဘူး။မေးစရာရှိတယ်။ကျွန်တော်တို့လူမှာအပြစ်နှမျိုးရှိတယ်။အဲ့ဒါပါလဲဆိုတော့ဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်ပဲ။ဗီဇအပြစ်ဆိုတာကကျွန်တော်တို့လုတ်စရာမလိုဘဲနဲ့ကျွန်တော်တို့အသွင်းထဲမှာရှိနေတဲ့ဗီဇအပြစ်လို့ခေါ်တယ်။လူကအပြစ်လုတ်လို့အပြစ်ရှိတာမဟုတ်ဘူးနော်။အတွင်းထဲမှာအပြစ်ရှိနေလို့အပြစ်လုတ်တတ်တာဖြစ်ပါတယ်။ မွေးကလေးကနေကလေးတယောက်ကိုအပြစ်လုပ်ဖို့အတွက်တင်ပေးစရာမလို့ဘာကြောင့်လဲသူ့ရဲ့အထင်မှာဗီဇာအပြစ်ရှိနေလို့အဲ့ဒီဗီဇာအပြစ်ကဘယ်ကပါလာလဲဆိုရင်လူဟာဖျားစကားကိုနားမထောင်ခြင်းကြောင့်အပြစ်ဝင်တဲ့နေ့ကနေစပြီးမှပါလာတာဖြစ်ပါတယ်တချို့တွေကကျွန်တော်လာပြောကြတယ်ဟာမင်းတို့ယေရှုကိုမယုံနိုင်ငရဲသွားမယ်ဆိုမတရားဘူးပဲတကယ်တော့ယေရှုကိုမယုံလို့ငရဲသွားရတာမဟုတ်ဘူးတင့်အထဲမှာအပြစ်ရှိလို့ငရဲသွားတာအဲ့ဒီအပြစ်တွေကိုယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာယူတင်ဝတ်ဆောင်ပေးထားတာဖြစ်ပါတယ် ယေရှုဘာကြောင့်ကယ်ဖို့လိုလဲဆိုလောကမှာတခြားနည်းနဲ့ကိုကယ်လို့မရဘူးလားကောင်းကင်အောင်မြေကြီးပေါ်မှာတဲ့ကယ်တင်နိုင်တဲ့နာမတစ်ခုတည်းပဲရှိတယ်အဲ့ဒါကယေရှုခရစ်တော်ဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ပြားဟာကာရာနီဂုံးမှာလူသားအလုံးအပြစ်အတွက်လက်ဝါးကားတိုင်းမှာကိုစားအသေးခံအသွေးသွင်းပြီးမှဆက်ပေးခဲ့တယ်တကြိုချင်းကိုခံခဲ့ပြီးသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထားမြောက်တယ်ယနေ့အချိန်ဒီအသက်ရှင်တယ်အဲ့ဒီယေရှုခရစ်တော်ပြားကိုယုံကြည်လက်ခံရင်ကတော့ငရေသွားမယ်အပြစ်ကနေလွတ်တယ်တရှိထင်ရှားရှိနေတဲ့အချိန်မှာ ဒူးဆက်အပြစ်ကိုကျူးလွန်ခဲ့ရင်ရောဒူးဆက်အပြစ်ကိုကျူးလွန်ခဲ့ရင်တော့စီရင်ခြင်းခံရလောကမှာပြဋ္ဌာန်းထားတဲ့တရားဥပဒေတွေကစီရင်လိမ့်မယ်လောကရဲ့တရားတွေကလည်းစီရင်လိမ့်မယ်ဒါတည်းမပြီးသွားဘူးတချို့ကယေရှုကိုယုံပြီးမှလည်းဒူးဆက်လုပ်နေတဲ့သူတွေရှိအာသူတို့ကရောယေရှုကိုယုံထားတဲ့အတွက်ကြောင့်တည်ငရဲကတော့လွတ်တယ်နော်ဒါပေမဲ့အပေါ်ရောက်လို့ရှိရင်စီရင်ခြင်းခံရမယ့်နေရာဆိုတာလည်းရှိပြန်တယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ဘုရားကအပြစ်လုပ်ဖို့အားပေးနေတယ်ဘုရားမဟုတ်ပါဘူးမိတ်ဆွေနဲ့ကျွန်တော်ကိုတိတ်ချစ်လွန်းလို့ကယ်တင်ခဲ့ပြီးသွားပြီး ယေရှုကိုယုံပြီးသားလို့ရှိရင်ပူပြီးကောင်းအောင်နေရမယ်လို့တရားတော်ကပြဋ္ဌာန်းထားပါတယ်။ယုံကြည်ရင်တော့တင့်တွတ်အကျိုးရှိပါတယ်။ဟာအလိုမှမဟုတ်ဘူး။ငါတော့တဘာဝမကြောက်ဘူးကွာ။လူဆိုတာကိုလုံးမကိုရမယ်။အဲ့တော့မစိုးစားပြီးကြင့်မယ်။ဘာသာတရားကပြဋ္ဌာန်းထားတဲ့အကျင့်တွေကိုလက်တွေ့လိုက်ရှောက်မယ်လို့ဆုံးဖြတ်ချက်ချရင်လည်းတင့်တဘောပဲ။တင့်ကိုယ်တိုင်ကျင့်နိုင်ကျင့်ပါ။ဒါပေမဲ့မကျင့်နိုင်ဘူးဆိုရင်တော့အဲ့ဒီယေရှုခရစ်တော်ပြားကတင့်အတွက်ယေရှုပြုထားတဲ့အရာရှိပါတယ်။အဲ့ဒါကိုယုံကြည်လက်ခံရင်တော့တင့်ဟာမရေမသွားကြမလို့ဘူး။ အပေတကားပေးပြီးကောင်းကင်ရွှေပြည်ကိုဝင်စားရမှာဖြစ်ပါတယ်။ရောက်တဲ့နေ့ကောင်ရှိပါစေ။ကျွန်တော်တို့အာထောက်ဆွေးရမယ့်အရာကတော့ကျွန်တော်တို့ဒီမှာပါစတာတယောက်ကနေပြောနေတာနော်။အာအရန်အရန်လေးစားတဲ့ပါစတာတယောက်ဘသူရဲ့တမချန်းစာလေးလာမှုကတမချန်းစာအတိုင်းနော်။တချို့တော့ပါစတာရီထက်တော်မှအများကြီးအာကောင်းမွန်တဲ့ဟိုပြောချက်ကိုသူကချပြတာဖြစ်တယ်။အဲ့ဒီထဲမှာဖာရမတင်အာအရန်တဘောအကြဆုံးအချက်လေးရတဲ့ချက်လေးပဲဖြစ်တယ်။ဆိုတော့ အာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဆရာတော်အများကြီးရှင်းသွားပြီပေါ့နော်ကျွန်တော်အာအနေငယ်လေးပဲပေါ်ပြီးမှဘဟုတုဒတော်နည်းနည်းဖြည့်ပေးချင်တာကကျွန်တော်တို့အာခရိယန်တွေမှာအစွန်ရောက်ခရိယန်တွေနော်တမန်ကျမ်းစာကိုအစွန်ရောက်ပုံစံနဲ့ဟောပြောတဲ့လူတွေကတော့အာငါတို့တခင်ယေရှုကိုယုံကြည်ယုံနဲ့ရပြီးဘာပဲလို့ဘယ်လိုပဲနေနေနော်ကောင်းကင်ရောက်ပြီးဘာပြစ်မှမရှိတော့ဘူးအကုန်လုံးကောင်းကင်သွားတဲ့စီရင်ခြင်းတွေပါမလို့တော့ဘူးဆိုတဲ့အစွန်ရောက်ခရိယန်တချို့ရှိတယ် အဲ့ဒါဆွန်ယောခရိယန်တချို့ကြောင့်ကျွန်တော်တို့ကခုနပြောတဲ့အဲ့ဒါဆွန်ယောခရိယန်တွေရဲ့တွန်တင်ပေးမှုကြောင့်အဲ့ဒီခရိယန်တွေကလည်းတခါတလေနော် အပြစ်တွေကတကယ်ဒါမှန်လောကလူသားတွေထက်ကြီးပါတဲ့အပြစ်တွေကလုံနေတဲ့အတွက်ကြောင့်လူတွေရဲ့ question ကအခုပါစတာကိုသူတို့မေးတယ်လို့ဖြစ်လာတာပေါ့ခုနပါစတာတယောက်ကအခုဒီပါစတာကပြောပြတဲ့အချက်တည်းမှာအေးနင်ခရိယန်ဖြစ်ပြီးတော့အာမဟာတဲ့အပြစ်တွေလုံကြည့်ရင်နော်နင်အပြန်ငယ်ရတော့နင်ကလောမြောက်သေးတယ်အာတော်တော်ညာလည်းပဲတင်က ော်အပေါ်ရောက်တဲ့အချိန်မှာဖရာသခင်ရဲ့စီရင်ခြင်းကိုတော့တင်ကြုံရအောင်မှာဆိုတဲ့အရာလေးကိုပြောတာဖြစ်တယ်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်ဖတ်ဆိုဆရာလေးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖတ်မယ့်အရာကတော့ဒုတိယကိုရင်သူဟောဝါဒစာခန်းကြီးကအခန်းငယ်30မှာပဲဖြစ်ပါတယ်အကြောင်းမူကားငါတို့ရှိသည်များဒီကိုကန္တာ၌ကျင့်တော်အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအဖြစ်ကိုအတိအကျခံခြင်းဟာခရစ်တော်၏တရားပလင်ရှိနိုင်ပေါ်လာကြလိမ့်မည်ဆိုတဲ့ကြံချက်ဖြစ်ပါတယ် နော်အဲ့ဒါပဲကျွန်တော်တို့လောကမှာကျွန်တော်ပြုတ်တဲ့ဗာလဲကောင်းမကောင်းအရာပေါ်မှာကျွန်တော်တို့ကဒီအစီရင်ချင်းခံကြရမှာဖြစ်တယ်ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအပြစ်ကိုအတီးတီးခံချင်းကခရစ်တော်ရဲ့တရားပလင်ရှင်းနိုင်ပေါ်လာကြလတာနော်ဒီချမ်းချက်တွေတချို့တော်တော်များများကအားရတာကဩကျွန်တော်တို့ရဲ့ဆူလာဆူလာယူတဲ့အချင်းပါနော်ဆူလာယူတဲ့အချင်းပဲ အဲကြောင်ဆူလိုက်ယူတဲ့အချိန်ဆိုပြမှာတို့ရောဒါအဖြစ်ကိုစီရင်ကြရတော့စီရင်ခြင်းမဟုတ်ပါဘူးဒါဆူလိုက်ယူတဲ့အချိန်တို့တို့ကစကားတမျိုးလေးနဲ့တွေ့ဝိုင်းပြီးတော့ထဲပါပြီးတော့ပြောနေရှိကြပါလေဆူလတ်အကြောင်းပဲပြောနေတဲ့လူတွေကိုမင်းအဲဆူလတ်ကိုမရတဲ့လူတွေရောခရိယန်တွေထဲမှာဆူလတ်မရမဲ့လူတွေကတော့အကျိုးအဖြစ်အတိုင်းကောင်းမကောင်းအပေါ်မှာစီရင်နေဆူလတ်မရတဲ့လူတွေဘယ်ကိုသွားမှာလဲ ကြောင့်ကျွန်တော်တို့ပြောရင်အော်ဆူလာမရတဲ့လူတိုင်းအားလုံးအားလုံးကိုအကုန်လုံးအပယ်ငရဲကိုပြန်တော့မှာပဲလို့ပြောပြန်ရင်လည်းအခုသခင်ယေရှုကလာခဲ့တဲ့နာကျွန်တော်တို့အတော့ဘာကျုံးဝါတော့မလဲဆိုတာဖြစ်စေရနော်ဖြစ်လာပြန်တယ်လေအကြောင်းကျွန်တော်တို့နားလဲရမှာကအပယ်ငရဲကနေသခင်ယေရှုကလာတော့ခဲ့တယ်ဟုတ်တယ်နော်တို့တော့ညမယ်တင်းနေရမှာโอเคဆူလာတော့ပြောတဲ့လူတွေဖြစ်ဖြစ်ဆူလာမရတဲ့လူတွေဖြစ်ဖြစ်ဆူလာအနှဲငယ်ပဲရတဲ့လူတွေဖြစ်ဖြစ်နော်အာ ။ဆူလာရတဲ့လူတွေကတော့ကျွန်တော်တို့ခရစ်ယာန်တွေယုံကြည်ခြင်းညာကောင်းကင်ကိုဘုရားသခင်ရဲ့ဆွေရင်ခွန်ကိုတိုက်ရိုက်ရောက်ကြမှာပဲလေ။အဲ့တော့ဆူလာအနည်းနဲ့ဖြစ်ဖြစ်မရတဲ့လူတွေဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒါပိုင်းတော့အတိအကျမတိပေမဲ့အဲ့ဒီအရာတွေပုဂ္ဂိုလ်တွေကတော့ကပါလေ။ဘုရားရဲ့စီရင်ခြင်းနော်ကိုမီးအားဖြင့်ဇီယင်ချင်းခါရပြီးတော့အာကောင်းကင်ကိုရောက်ကြမယ်အဲ့ဒီမီးဆိုတာဟောကျွန်တော်တို့သာဝရဖရားနဲ့ဝေးခေါ်တဲ့ငရေမီးကိုမဆိုလို့ဘူးအဲ့ဒီမီးအကြောင်းကိုကျွန်တော်တို့ကဆက်လက်ပြီးတော့အာ ပထမ9ရင်ဒုဝါဒစာခန်းကြီး3အခန်းငယ်73နဲ့75မှာကျွန်တော်တို့အခုလိုတွေ့ရပါတယ်အတီတီလုတော့လုတီထင်ရှားလိမ့်မည်အပေတော်နေဟူမူကဖော်ပြခြင်းနဲ့ယက်တီမီးအဖြစ်ထင်ရှားလိမ့်မည်လူတိုင်းလုတော့လုတီအပေတော်တော့လုဖြစ်တီကိုမီးတီစစ်ကြောစုံစမ်းလိမ့်မည်တိုင်းမြေထိုတိုင်းမြေအပေါ်၌သဆင်ရည်တီဆောက်တော့အကျဉ်တို့ရဲ့အလုတီမြဲဤထိုတို့ဒီအကျိုးကိုခံရလိမ့်မည် အကျဉ်တို့ရလုတ်တီလောင်ကျွန်းနေထုံတို့ဒီအရှုံးခံရလိမ့်မည်တော်တော်လဲမိနဲ့လော့တကဲတော့ထိုးသူဒီကဲတင်ချင်းတို့ရောက်လာတာနော်ဤကြမ်းချက်ကိုကျွန်တော်တို့ကထပ်ပြီးကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ပထမမှာ pass ဆုခဲ့တဲ့ jump by တွေနဲ့ပြန်ပေါင်းတဲ့အချိန်မှာကျွန်တော်ရဲ့အလုတ်နော်အလုတ်တွေကိုတရားစီရင်မယ်မိတ်ဆွေတို့အလုတ်တွေကိုပြောတဲ့အချိန်မှာဘာအလုတ်တွေလဲဆိုတာကျွန်တော်တို့မေးစရာဖြစ်တာလေအလုပ်တွေဆိုတဲ့နေရာမှာခုနကနော်ဒီလူတတ်မှုတွေမကောင်းတဲ့အရာတွေနော်အားလုံးပါတယ် နော်ဆိုတော့အဲ့ဒါလုတ်တွေကိုလုတ်တဲ့လူတွေကဘယ်သူတွေလဲအလူပဲလေဆိုတော့လူကလုတ်တဲ့အခါကျတော့ဘယ်သူဝယ်စီရင်မှာလဲဖရားကဟိုအဲ့ဒီအအလုတ်တဲ့တဲ့ကိုပဲသွားစီရင်မှာဘူးလူရဲ့ခန္ဓာလူရဲ့ဝိညာဉ်ပေါ်ပဲစီစီရင်မှာလေအကြောအဲ့ဒီမှာကျွန်တော်တို့တွေ့ရတယ်လို့ပဲပါလေအာဖိုးပြချင်းဆိုတာတခင်ဖရားနဲ့တွေ့တဲ့ချင်းနော်တည်တော့ပြီးဖြစ်မဲ့ရာအဲ့ဒီမှာအမင်းနဲ့စီရင်နေတဲ့အာအဲ့ဒီလူတွေကပါလေတချို့သောလူတွေကပါလေလောင်ကျွန်းသွားတယ် တပါတို့တို့ရဲ့ဆုံရှုံကြတယ်ဆုံရှုံမှုတော့ရှိတယ်เนาะဒါပေမဲ့အဲ့ဒီဆုံရှုံမှုကပါလေသာရသာရငရဲမီဟောဖယားနဲ့သာရဝဲကွာတော့တဲ့နေရာမျိုးမဟုတ်ဘူးတဲ့မိနေတော့ပို့ပြမယ်ဆုံရှုံတယ်တဲ့เนาะဒါပေါ်တော့ကျွန်တော်တို့ဖယားတခင်စီမံတိုက်ရိုက်ရောက်ခြင်းမရှိတာမျိုးဖြစ်နိုင်တာပေါ့เนาะအဲ့ဒါမျိုးကိုပြောခြင်းဖြစ်တယ်အေးအဲ့ဒီမှာဆုံရှုံတယ်ချက်ချင်းဖယားရဲ့ခြင်းခွန်တော့ကိုရောက်ဖို့ယုံကြည်သူအနေနဲ့မဖြစ်နိုင်တော့ညာလည်းပဲသူ့ရဲ့အလုပ်เนาะသူ့ရဲ့အမဟာတွေကို ဘုရားတခင်ကတခင်ဘုရားကစစ်ကြောပြီးတော့ဒါကိုဘုရားကသူ့ကိုချစ်လို့နော်အပင်ငယ်ကိုပြန်မပို့ဘူးလေသူ့ကိုယုံကြည်သူမလို့အဲ့ဒီလိုကိုစစ်ကြောရင်းနဲ့မင်းနဲ့တန်းစင်ရင်းနဲ့တန်းစင်ပေးရင်းနဲ့နောက်ဆုံးတော့ပါလေကယ်တင်ခြင်းရတယ်ကယ်တင်ခြင်းရောက်တယ်ဒါဘုရားနဲ့သာဝရပြန်စုံးစံနေဆိုတဲ့အဲ့ဒါကခရိယန်တရားဖြစ်တယ်အဲ့ဒါကတမန်တရားဖြစ်တယ်နော် ဒီဟာလေးတွေကိုကြုံပြီးတော့ငါတို့ခရစ်တန်ယုံကြည်ုံနဲ့ကောင်းကင်ရောက်တဲ့တန်ကနေတန်ကနေရောက်တယ်ဆိုတဲ့အရာတွေကလွင်မာတော်ကျမ်းစာနဲ့ပြန်ချင်းဖြစ်တယ်။တမန်ကျမ်းစာတစ်ပိုင်းနှစ်ပိုင်းလောက်ပဲဖတ်တဲ့လူတွေရဲ့အပြောဟောဖြစ်တယ်။အကြောင်းကျွန်တော်တို့နားလည်ရမှာကကျွန်တော်တို့ယုံကြည်သူတွေကဟုတ်တယ်ဖခင်သခင်ဖခင်အလားသခင်ခရစ်တော်လာခဲ့တယ်ဆိုတာကအပင်ငယ်ရဲ့နေကျွန်တော်တို့ပယ်တယ်။ခုနဆရာတို့ရဲ့ဆရာလည်းကျမ်းစာများကြီးဖတ်ပြီးပြီးကောင်းတယ်ဆိုတော့ အဲ့ဒီအပင်ငယ်ရဲ့နေလောမြောက်တဲ့ကျွန်တော်တို့တွေအားလုံးကအေဖက်အိုဝါဒါကြအခန်းကြီးသင်အခန်းငယ်90မှာဆိုရင်ကျွန်တော်တို့ကောင်းတဲ့အကျင့်တွေကိုကျင့်ပြီးတော့ရှင်တန်ကြရန်ကျမ်းစာလည်းကျွန်တော်တို့ဖိတ်ခေါ်ထားတာဖြစ်တယ်။ Okay အဲ့ဒီကောင်းတော့အကျင့်တွေမှာကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကြောင့်မကျင်လည်နိုင်ဘူးအမှားတွေလုပ်လာတဲ့အချိန်မှာကျွန်တော်တို့မှာပါရှိသေးတယ်လေ။ တခင်ဖျားရှင်မှာပြန်လာပြီးတော့နောင်တရခြင်းကိုလောကကြီးမှာလုပ်မှာဖြစ်တယ်။အဲလိုမျိုးနောင်တမရခင်တော့ခုနပြောတယ်။တခင်ယေရှုရဲ့တရားပလင်ပေါ်မှာတို့လည်းကောင်းသည်။မိနဲ့တို့လည်းကောင်းနော် purification ဒီဟာကိုကြုံတွေ့ဖြတ်တမ်းပြီးတော့ကျွန်တော်ကကောင်းကင်ကိုရောက်ကြမှာဖြစ်တယ်။ဒါသတိနော်။ဒါပဲတမန်ကျမ်းစာရဲ့တပိုးတမန်။တချို့လူတွေကတော့ကောင်းကင်ကိုတိုက်ရိုက်ရောက်ကြမှာပဲမှားပါတယ်။နော်ဟေဘရဲဝါဒစာအခန်းကြီးကိုအခန်းငယ်29မှာပြောတယ်လို့တေရာနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ပေါ်မှာတရားစီရင်ခြင်းရောက်တယ် ကောင်းတဲ့ပုဂ္ဂိုလ်เนาะယေရှုကိုယုံကြည်တဲ့အတွက်ကြောင့်ယုံကြည်တယ်လို့ပဲအာသူ့ရဲ့တက်တာမှာလည်းယေရှုရဲ့အလိုတော်ကဒါအသက်ရှင်နေထိုင်တဲ့လူတွေတော့ကတော့ကောင်းကင်နိုင်ငံကိုတိုက်ရိုက်ရောက်ကြမှာဖြစ်တယ်။အေးတို့တို့ညာလည်းပဲအာဒီအပြုတ်အလုတ်တွေသူတို့လုတ်တဲ့အချိန်မှာเนาะအပြစ်တွေကိုပြောတာအဲ့ဒီမှာဖခင်ရဲ့ဆန့်ကျင်တဲ့ဖခင်ကိုဆန့်ကျင်တဲ့ຢာတွေသူတို့လုတ်တဲ့လူတွေကကြတော့အတန့်စင်ချင်းခရစ်တော်ရဲ့တရားပလင်မှာသူတို့အလုတ်အတွက်တရားစီရင်ချင်းရဲ့ မင်းနဲ့တန်းစင်ချင်းရဲ့တို့ရကြမယ်ဒါပြီးရင်တော့လောမြောက်ကြမယ်ဆိုတော့ခုနကျွန်တော်တို့ပြောတဲ့ဒီကြမ်းချက်မှာဒီအလုတ်ကိုပဲဖရားစီရင်တယ်အလုတ်ကိုပဲဆိုရတာတွေကျွန်တော်တို့ထပ်ပြမပြောပြเสียရရှိပြန်တယ်အဲ့ဒီအလုတ်တွေကဘာဟာမျိုးတွေလဲနော် mix တွေတော့ကျွန်တော်တို့ကအဲ့ဒီအလုတ်တွေကဘယ်လိုဟာမျိုးတွေကိုလဲကျွန်တော်တို့ကအာလိမ့်တာဖို့လိုအပ်တယ်အဲ့ဒီအလုတ်တွေဆိုတာဘယ်လိုအမျိုးအလုတ်မျိုးတွေလဲဆိုတာကျွန်တော်တို့လိမ့်လာကြည့်အောင်ကလာတီအိုဝါဒါစာခန်းချင်းကအခန်းငယ်16ကနေ23မှာခုလို့ ျွန်တော်တို့တွေ့ရပါတယ်။စာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ထိုအကျင့်တို့မူကားဒုမယားကိုပြမားခြင်းမတရားတို့မင်းထုံနိုင်မင်းဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းယုတ်တုကိုကိုးကွယ်ခြင်းဒါတော့နာဖရားရယုတ်တုကိုကိုးကွယ်ခြင်းကိုဆောင်လွှင့်ခြင်းဖြစ်တယ်။ဒုတပါးကိုပြုစားခြင်း၊ရန်ညှိုးဖွဲ့ခြင်း၊ရန်သွဲခြင်း၊ကွန်ပြန်ခြင်း၊အမျက်ထွက်ခြင်း၊ညှင်းခုန်ခြင်း၊အချင်းချင်းကွဲပြားခြင်း၊ဒင်းကွဲခြင်းသူအကျိုးကိုညှိစုခြင်းလူအတဲကိုတချင်းရင်းမျိုးကိုတောက်ကျူးခြင်းပွဲလုခြင်းမှာစသော ထောတော်တော်အကျင့်ပေသည်ထောတော်တော်အကျင့်ကိုကျင့်တော်သူတို့သည်ဖယားသခင်၏နိုင်ငံတော်ကိုအမွေမခံကြရာဟု အထက်ကငါပြောငါပြောနှင်းခဲ့ပြီးအတိုင်းယခုပင်လည်းငါပြောထင်ဤပြုတဲ့အကျင့်အတိုင်းစီရင်မယ်ဆိုတဲ့အကိုတည်တဲ့ပုဂ္ဂိုလ်ပိုးလို့ကပါပြောတယ်လေခုနဖတ်တဲ့အကျင့်တွေဟာဒါမျိုးလုပ်တဲ့လူတွေကဖယားသခင်၏နိုင်ငံတော်ကိုအမွေမခံနိုင်ကြလို့ပြောပါတယ်အကြောင်းကျွန်တော်တို့ခရိယန်တွေမှာ အာကျွန်တော်တို့ဒီဒီလိုအပြုံမျိုးလေးကျွန်တော်တို့မှာရှိနေသေးရင်တောင်မှကျွန်တော်တို့မှာတခုတရင်ကောင်းကဘာရှိသေးတယ်လဲတခြားချမ်းချက်တွေနဲ့ပြန်ပြီးမှရှင်တဲ့အချိန်မှာကျွန်တော်တို့မှာနောင်တရချင်းဆိုတာရှိတယ်နော်နောင်တရချင်းမရှိခဲ့ရင်တော့ကျွန်တော်တို့ဒီဟာလေးတွေအတွက်ဘုရားတခင်ရဲ့စီရင်ခြင်းကိုကျွန်တော်တို့ခံကြရမယ်ဆိုတဲ့ဟာကိုတမန်ကျမ်းစာကိုညီတူညီမျှဘဲလန်နော်အပြန်အလှန်ကြမ်းပိုက်တစ်ပိုက်တည်းမဟုတ်ပဲနဲ့ကျွန်တော်တို့ကချိန်ထိုးပြီးတော့လေ့လာကြရမှဖြစ်တယ်အဲ့ဒီလိုပဲကိုရင်တိုဩဝါဒစာပထမအဆောင်မှာအခန်းကြီး 6အခန်းငယ်93မှာလည်းအခုလိုကျွန်တော်တို့တွေ့ရပါတယ်။မတရားသောသူတို့သည်ဖျားသခင်နိုင်ငံတော်ကိုအမွေမခံရသည်ကိုတင်းတို့မတိကြသလိုအယူမလွှဲကြနဲ့။မတရားသောမင်းထုံတိုင်းမိဝဲတော်သူယုတ်တုကိုကိုးကွယ်တော်သူသူမယားကိုပြင်ပါတော်သူယောက်ျားချင်းမင်းထုံကိုဖြူတော်သူထိုအမှုကိုပြုတော် ထိုအမှုကိုခံတော်သူသူသူဥစ္စာကိုခေါ်တော်သူလောဘလွန်ကျူးတော်သူဒေဤတည့်ရနဲ့ရင်မှုတော်သူဆဲရဲကဲရဲတော်သူအနိုင်အထက်လူယူတော်သူတို့ဒီဘုရားသခင်နိုင်ငံတော်ကမဝင်မခံရကြဆိုပြမှာလဲအခုလိုပဲကျွန်တော်တို့ဩကျမ်းစာကပြောပြထားပြတယ်ဖြစ်တယ်အဲကြောင့်အာ mix တွေတော့ကျွန်တော်တို့တခြားကျမ်းပိုက်တွေကိုတော့ကျွန်တော်တို့ကြည့်ရင်ရောမဩဝါဒစာအခန်းကြီးအနှင်းအခန်းငယ်6မှာကျွန်တော်တို့ဘယ်လိုထပ်ပြီးတော့တွေ့ရတယ်လဲဆိုရင် ကောင်းတော်အချင်းကိုအမြဲချင်းရဲ့ဘုံအတရေကို၎င်းမဖောက်ပြန်သောအစာတိကို၎င်းရှာသောသူတို့ဟာသာရတဲ့ကိုပေးတော်မူလတာအခန်းငယ်6မှာပါပြောတယ်လေဘုရားတခင်ဒီလူအတီးတီးတို့ဟာမိမိတို့အချင်းနဲ့အလောက်အကျိုးအပြစ်ကိုဆက်ပေးတော်မူလတာဆိုပြီးမှလည်းကျွန်တော်တို့တွေ့ရတယ်အဲကြောင့်ကျမ်းပိုက်တွေအရအများကြီးပဲပြောစရာရှိရင်တော့ကျွန်တော်တို့အာစိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးဥပမာတော့ဆုံးအနေနဲ့ကျွန်တော်တို့အာဖတ်ပြီးခြင်းတဲ့အရာဆိုရင်ပါလဲဆိုရင် နောက်ဆုံးသောကာလမှာเนาะဒါပြာတိကြားမှာတခင်စုပြန်လာတဲ့အချိန်မှာနောက်ဆုံးသောကာလမှာဘယ်လိုဖြစ်ပြမလဲဆိုရင်ပြာတိကြားအခန်းကြီး20အခန်းငယ်7ကနေကျွန်တော်ဖတ်ပါမယ်အခန်းငယ်7ကနေ15အထိကျွန်တော်ဖတ်ပါမယ်တပန်တုံဖြူတပန်တုံဖြူတော့ပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော့တော့ပလင်ပေါ်မှာထိုင်တော်မူတော်သူကို၎င်းငါမြင်သည် ကောင်းကင်နဲ့မြင်ကြည့်သည့်မျက်နှာတော်ရှင်းမှပြေးလွတ်၍သူတို့နေစရာအရာမရှိတေတော်သူအကြီးအငယ်တော်သည်ပလင်တော်ရှိမှရနေကြသည်ကောင်ကားမြင်သည်စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်သည်ဟူသောအခြားတပါသောစာဆောင်ကိုလည်းဖွင့်လေ၏တေလွန်တော်သူတို့သည်မိမိတို့အချင်းအတိုင်းအသက်အစာဆောင်၌အစာဆောင်တော်၌ရေးထားချက်များနဲ့အညီတရားစီရင်ခြင်းကိုခံကြ၏ အမုတ်တရားဒီလေမိမိနာရှိတော်လူတွေတို့ကိုအပေးမရဏမရဏနဲ့မရဏနိုင်ငံဒီလေမိမိနာရှိတော်လူတွေတို့ကိုအပေးကြ၏လူအတီးတီးတို့ဒီမိမိတို့အချင်းအတိုင်းတရားစီရင်ခြင်းကိုခံကြ၏ထောကမရဏနဲ့မရဏနိုင်ငံကိုမိအိုက်ထက်တို့ပြစ်ချလေထိုတင်ခြင်းကဒုတိယတည်ခြင်းဖြစ်သည်အသက်စားဆောင်၌စေမဝန်တို့သူရှိသည်များတော့ကိုလည်းမိအိုက်ထက်တို့ပြစ်ချလေနော်ဆုံးတော့ကာလာမှာဖြစ်ပြမဲ့အကြောင်းအရာဖြစ်တယ်။အဲဒီချိန်မှာဘုရားကိုမယုံကြည်တဲ့လူတွေနော် အာတို့တို့ဒီအဲ့ဒီအတော်တော်လကောင်းအဖြစ်ပြူးမိတဲ့လူတွေပုံမှာတရားစီရင်ခြင်းရှိမယ်ဆိုတဲ့အရာကို general အဖြစ်ပြောပြပေးခြင်းဖြစ်တယ်တို့တို့ကျွန်တော်တို့ခရိယန်ရဲ့အတွက်ကနားလေတပိုးပေါရမှာကကျွန်တော်တို့ပါလေအရေးကြီးတဲ့အချက်ကကျွန်တော်တို့ခရိယန်ရဲ့အာကယ်တင်ခြင်းနဲ့ပတ်သက်လာရင်အရန်ရောရှင်းတဲ့အာဘယ်လိုရောရှင်းတယ်လဲဆိုရင်ကျွန်တော်တို့အေဖအိုဝါဒါစာခန်းကြီးအနှင်းအခန်းငယ်19ကိုဖတ်ရင်ကျွန်တော်တို့ဘုရားရဲ့ကြီးစိုးတော်ကြောင့်ကျွန်တော်တို့က ဂေဒင်ချင်းရကြတယ်။အဲ့ဒီအရာကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ကလက်ခံပြီးတော့ဂေဒင်ချင်းရကြတယ်။အဲ့ဒီဂေဒင်ချင်းရတာလည်းပုဂ္ဂိုလ်တွေကကျွန်တော်တို့ကောင်းတော့အင့်တွင်နေအသက်တာရှင်တန်ကြဖို့ဖြစ်တယ်။အဲ့ဒါကလောကမှာဖြစ်ပျက်မဲ့အရာဖြစ်တယ်။အဲ့ဒါပြီးတော့ကျွန်တော်တို့အာလောကမှာနေတဲ့အချိန်မှာခုနဖတ်တဲ့ကျမ်းစာထဲအပြစ်တွေကျွန်တော်တို့လုတ်သေးရင်ကျွန်တော်နောင်တတရားပြန်လို့ရမှာဖြစ်တယ်။အဲ့ဒီနောင်တတရားလည်းကောင်းမွန်စွာမလို့ပဲနဲ့ကျွန်တော်တို့လို့ခန္ဓာကိုယ်ကနေတည်လွန်သွားပြီဆိုရင်ကျွန်တော်တို့ကဘယ်သူရှိကိုတွားရမလဲ data နဲ့ချက်ချင်းစီရင်ခြင်းကကျွန်တော်ရဲ့ဝိညာဉ်မှာရောက်လာမှာဖြစ်တယ်။အဲ့လိုဝိညာဉ်မှာရောက်လာတာနဲ့တပြိုင်တည်းကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံတော်ကိုယေရှုကိုယုံကြတဲ့အတွက်ကြောင့်ကောင်းကင်နိုင်ငံကိုတိုက်ရိုက်တော်ကြမယ့်အရာတွေပုဂ္ဂိုလ်တွေရှိတယ်။တချို့သောလူတွေကတော့ယေရှုကိုမယုံတဲ့ပုဂ္ဂိုလ်တွေဆိုခဲ့ရင်တော့တို့တွေအတွက်ဆိုရင်တော့ဒါငရဲကိုတော်မှာဖြစ်တယ်။တို့တော်များမယ့်တချို့ယုံကြည်သူတွေယုံကြည်သူဖြစ်လေတဲ့အပြစ်ပြုနေပြုနေသေးတဲ့ပုဂ္ဂိုလ်တွေကကြတော့တို့တွေကတခင်ဆွေရဲ့ပလင်မှာ မိမိတို့အလုံးအတိုင်းမိမိတို့အဖြစ်အတိုင်းစီရင်တန်းစင်ချင်းကိုမိအဖြစ်ဖော်ပြပြီးတော့အဲ့ဒီမိအဖြစ်ဖော်ပြချင်းခံပြီးတော့အဲ့ဒီမှာမိနဲ့တန်းစင်ပြီးတော့တို့ရဲ့ရှုံရှုံမှုတွေရှိတယ်။အဲ့ဒီအရာဖြတ်သွားပြီဆိုရင်တော့တို့ကကယ်တင်ချင်းကိုနောက်ဆုံးမှာအပီးအပိုင်းရကြပြီးတော့ကောင်းကင်နိုင်ငံတော်မှာရောက်ကြမယ်ဆိုတဲ့အရာ။ဒါကောင်းကင်တော်မယ်တကယ်တော့ခရိယန်တွေပါပဲ။ ကောင်းကင်တော်မှာခရိယာတွေတိုးတိုးညမဲ့တို့လောကမှာတို့ခန္ဓာကိုယ်မပြင်ဆင်တဲ့အတွက်ကြောင့်ဒီလိုအာတန့်စင်ချင်းခံကြရတာဖြစ်တယ်ဒါကောင်းကင်တော်တဲ့လမ်းမှာပေါ့နော်ကောင်းကင်တော်တဲ့ခီးပေါ်လူလူနာလဲအောင်ပြောရမယ်ရှင်နော်ဒါကအဲ့ဒီနေရာမှာအဲ့ဒီတန့်စင်ချင်းခံရတဲ့ဝိညာဉ်တွေဆိုတာဟိုငရဲကိုတော်မဲ့ဝိညာဉ်တွေမဟုတ်ဘူးငရဲကိုတော်မဲ့လူကတော်နေတယ်တို့ကငရဲကိုတော်ပြီဆိုရင်ဖရားနေမဆိုင်တော့ဘူးနော်ဆိုတော့ကောင်းကင်နိုင်ငံတော်ဆိုတော့ကျွန်တော်တို့ဓာတိကျမ်းကပါပြောတယ်လေမိတိအရာမှာမတန့်စင်တဲ့အရာ လုံးဝမတန်ရှင်းမကောင်းတဲ့အရာဆိုတာလုံးဝကိုခိုသွားလို့မရဘူး။ကောင်းကင်နိုင်ငံတော်မှာလုံးဝကိုယူသွားလို့မရဘူးဆိုတဲ့အရာလည်းရှိတယ်တော့ကျွန်တော်ဒီလိုမျိုးကျွန်တော်ရဓမ္မကျမ်းစာမှာကယ်တင်ခြင်းရရှိခြင်းရဲ့အဆင့်ဆင့်ကိုနားလည်ဖို့ဖြစ်တယ်။ခုနဒီဗီဒိုပြောတဲ့ဆရာကကျွန်တော်အများကြီးလေးစားတယ်။သူ့ရဲ့ပြောစကားကအယမ်းမှန်တယ်။ကျွန်တော်တို့ကက်သရစ်အတင်းတို့မိခင်အတင်းတို့နဲ့ရခွင်လုံးပြမတူရင်တောင်မှ သူရဲ့ပြောစကားတွေကတမန်တရားနဲ့အများကြီးတော်တော်လေးကိုကန့်ညီတဲ့ဆရာဖြစ်တဲ့ဆိုရလေပြောပြပြီးတမန်တရားကိုပြောရဲတယ်လူအကြိုက်ကိုမပြောဘူးငါတို့ဘယ်လိုနေနေငါတို့ကယ်တင်ချင်းရတယ်ဟိုယေရှုကိုယုံယုံနေငါတို့ကယ်တင်ချင်းရတယ်ငါတို့မှစီရင်ချင်းလို့ဆိုတာလုံးဝမရှိတော့ဘူးမလာတော့ဘူးဆိုတဲ့ဂျင်းနော်လူတွေကိုဂျင်းထဲတဲ့တရားမျိုးကိုဒီဆရာမှပြောတဲ့အတွက်ကြောင့်သူကတော့ကျွန်တော်လည်းဂုဏ်ယူပေးပါတယ် ကျေးဇူးတင်ပါတယ်အားလုံး God bless you ကိုတိချင်သေးတဲ့အကြောင်းအရာရှိရင် comment မှာရေးသားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်